ဖျားဟောထားတာလောကမှာတရေတစီမရှိဘူးနော်ဘုံကြီးတေချာလေးလာအောင်တစ်တော်ပဲစော့မနေနဲ့တဲ့လောကမှာတရေတစီမရှိဘူးလို့ဖျားဟောရှိတယ်ဆိုရင်ပိတကအကူအကားနဲ့အတိအကျချပြပေးပါနော်အရက်သေးကသူပြောငါပြောစကားတွေကို ယူလာပြီးတော့ဥစဉ်ကို လာမပြောပါနဲ့ဘောင်မဝင်လို့ပါနော်နောက်ပြီး တကားတော်ကိုယ်တိုင်ကရော ဝိမာနဝိထုပါဠိတော်တို့ပေတဝိထုပါဠိတော်တို့ကိုဖတ်ဖူးပါသလားမဖတ်ဖူးဘူးဆိုရင်ဖတ်ကြည့်ပါเนาะအဲ့ဒီဝိမာနဝိထုပါဠိတော်ပေတဝိထုပါဠိတော်တို့မှာတရေတစီတွေတကယ်ရှိကြောင်းဘုရားရှင်ကိုတော်တိုင်ဟောကြားထားပါတယ်နောက်ပြီးဥစဉ်ကတိတော့ကိုစော့နေတာမဟုတ်ပါဘူးတိတော့ကို အသုံးပြုနေတာပါတိတော့စော့တာနဲ့တိတော့အသုံးပြုတာလုံးဝမတူပါဘူး ်တစ်တော့စော့တယ်ဆိုတာကတချင်းဆိုပြီးကခုန်နေကြတာကိုပြောတာပါဥစဉ်ကတစ်တော့ကိုဓမ္မအတွက်ပဲအသုံးပြုတာပါနော်ဒါကိုလေဥစဉ်ရဲ့တစ်တော့ကဒကာဒကမတွေအားလုံးသိကြပါတယ်အဲဒကာတော်လည်းမသိသေးဘူးဆိုရင်လေ့လာကြည့်ပါဦးအရှင်ဖေယမိခင်ကကိုဝန်ကြီးနဲ့ဆိုသားကို ရှင်ပြုတ်ပေးလို့ရပါသလားဖေယတပြည့်တော်ကိုဖြည့်ပေးတော်မူပါဖေယတဲ့ ရပါတယ်နော်ရှင်ပြုတ်တယ်ဆိုတာကကုသိုလ်အလုပ်ပဲလေကုသိုလ်ဆိုတာကလက္ခဏာနှမျိုးရှိပါတယ်ကုသိုလ်ရဲ့လက္ခဏာနှမျိုးကဘာတွေလဲဆိုရင်1အပြစ်ကင်းပါတယ်2အကောင်းကျိုးကို ဖြစ်စေပါတယ်အဲ့ဒီလိုအပြစ်ကင်းပြီးကောင်းကျိုးကိုဖြစ်စေတဲ့အရာဖြစ်တာကြောင့်ကုသိုလ်ကိုဘယ်အချိန်မှဆိုလုပ်ကောင်းပါတယ်ဒါကြောင့်ကိုယ်ဝန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိမိနှစ်သက်တဲ့အချိန်ရှင်ပြုတ်တဲ့ကုသိုလ်ကိုပြုကောင်းပါတယ် အရှင်ဖေယမာနတ်ကဘယ်နဲ့ပြေမာလေးပါသလဲဖေယတဲ့မာနတ်ကနတ်ပြေ6ထက်အမြင့်ဆုံးဘုံဖြစ်တဲ့ပရဏိမိတဝတ္တဝတီနတ်ဘုံမှာနေပါတယ်မာနတ်ကသာသနာအလုပ်တွေကိုတကယ်ပဲနှောက်ယှက်ပါသလားတဲ့တကယ်နှောက်ယှက်တာတွေ ရှိပါတယ်သို့တော်လည်းပဲမိစိမနိကေမူလပါဏာတပါဠိတော်မှာ အရှင်မောက္ကလံဤတရားပြဆုံးမမှုကြောင့်မာနတ်ဟာလိမ္မာယဉ်ကျေးသွားတယ်လို့ဆိုတဲ့အတော့ အဲ့ဒီအချိန်ကနေစပြီးသာသနာတော်ကိုနှောက်ယှက်ခြင်းမလုပ်တော့ပါဘူး။နတ်တို့တနင်းတရားမင်းကရော သူ့ကိုအုပ်ချုပ်ပါသလားတဲ့။မအုပ်ချုပ်ပါဘူးနော်။တရားမင်းကနတ်ပြည်6ထက်ရှိတဲ့အနက်သရုမဟာရဲ့နတ်ပြည်နဲ့တာဝရင်သာနတ်ပြည်ကိုပဲအုပ်ချုပ်ပါတယ်။မာနဟာနတ်ပြည်6ထက်ကအမြင့်ဆုံးဘုံဖြစ်တဲ့ပရဏိမိတဝတ္တဝတိနတ်ဘုံမှာနေတဲ့သူဖြစ်တာကြောင့်တရားမင်းရဲ့အုပ်ချုပ်မှုအောက်မှာမရှိပါဘူး။အရှင်ဖရာ တမထနဲ့ဝိပဿနာဘာกว่าလဲဖေယားတပည့်တော်မေးတိုင်းအရှင်ဖေယားကမဖြေပေးဘူးတဲ့မန်ဒီများတဲ့အတွက်ကြောင့်မမြင်လို့မဖြေပေးမိတာပါအဲ့ဒီအတွက်ဥစဉ်ကိုနားလေပေးစီခြင်းပါတယ်အခုမြင်လို့ဖြေပေးလိုက်ပါပြီတမထနဲ့ဝိပဿနာဘာกว่าလဲဆိုတော့တမထဆိုတာကစိတ်ကိုတည်ငြိမ်အေးချမ်းစေသည့်ပမာတမာတိအလုပ်ဖြစ်ပါတယ် တနည်းနားလည်အောင်ပြောရမယ်ဆိုရင်သမထဆိုတာဟာကာမိစန္ဒစာသောနိဝရဏတရားတွေကိုငြိမ်သက်ပျောက်ကင်းစေသည့်အလုပ်ဖြစ်ပါတယ်။ဝိပဿနာဆိုတာကတော့ပညာစခန်းပညာအလုပ်ဖြစ်ပါတယ်။ဝိပဿနာသည်ပညာစခန်းပညာအလုပ်ဖြစ်တာဟန်ပေမဲ့ဝိပဿနာအလုပ်ကိုလုပ်တဲ့အခါမှာတမာတမာတိဖြစ်တဲ့သမထအလုပ်တည်လည်းပဲအရေးပါလာပါတယ်။ သမထရဲ့အကျိုးသည်ယမပြေကိုတက်ရောက်စေပြီးဝိပဿနာရဲ့အကျိုးကတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုစေပါတယ်။ဒါဟာသမထနဲ့ဝိပဿနာကွာခြားပုံပဲဖြစ်ပါတယ်။အရှင်ဖေယတပည့်တော်ကိုလမ်းပြပေးတော်မူပါဖေယ။တပည့်တော်မှာမိသားစု ပြဿနာလေးတက်နေပါတယ်ဖေယ။တပည့်တော်မိသားစု ပြဿနာကို ဖြေရှင်းတာကိုမှားမှာစိုးရိမ်မိပါတယ်ဖေယ။သောသောအထံနာသာနာတိ ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟာအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကိုမသိဘူးတဲ့နော်အဲဒါကြောင့်ဒေါသကိုရှေ့တန်းမတင်ဖို့တော့လိုတာပေါ့ပြဿနာတစ်ခုတက်ပြီဆိုရင်ဒေါသကိုရှေ့တန်းမတင်ပဲပြဿနာအကြောင်းရင်းစင်းမြစ်ကိုရှာဖို့လိုပါတယ်ပြဿနာအကြောင်းရင်းစင်းမြစ်ကိုရှာလို့တွေ့ပြီဆိုရင်အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးဒါကအမှားဖြစ်ကြောင်းဒါကအမှန်ဖြစ်ကြောင်းမြစ်တာရှိထားပြီးတော့ရှင်းပြဖို့လိုပါတယ် ဒါဟာပြဿနာကိုအကောင်ဆုံးဖြေရှင်းတဲ့နည်းပါပဲ။အဲ့ဒီနည်းနဲ့ပဲပြဿနာကို ဖြေရှင်းပါလို့ပြောခြင်းပါတယ်နော်။အရှင်ဖေယားသာသမီတွေကိုဖဏတ်နဲ့ရိုက်ရင်ကံနိုင်တယ်ဆိုတာ ဟုတ်ပါသလားဖေယားတဲ့။ကံဆိုတာကကမ္မဆိုတဲ့ပါဠိကလာတာ နော်။မြန်မာလိုပြန်ရင်ကမ္မဆိုတာအမှုကိစ္စလို့အဓိပ္ပာယ်ရပါတယ်။ကောင်းတဲ့အမှုကိစ္စကိုပြုမယ်ဆိုရင်ကောင်းတာဖြစ်ပြီးကံမြင့်ပါမယ်။ မကောင်းတဲ့အမှုကိစ္စကိုပြုမယ်ဆိုရင်တော့မကောင်းတာဖြစ်ပြီးကံနိုင်ပါမယ်။သားသမီးကိုဖနှက်နဲ့ရိုက်ချင်းမရိုက်ချင်းနဲ့လုံးဝမဆိုင်ပါဘူး။သို့တော်လည်းပဲမိဘတွေအနေဖြင့်သားသမီးတွေကိုဆုံးမတဲ့နေရာမှာဆုံးမတတ်ဖို့လိုပါတယ်။ဖနှက်နဲ့ရိုက်ပြီးဆုံးမတာကတော့အများရဲ့အမြင်မှာယုံညံ့တဲ့အမြင်ဖြစ်တာကြောင့်လုံးဝမလုပ်သင့်ပါဘူး။သားသမီးတွေကိုလိမ္မာစေခြင်းတဲ့ဆိုရင်သားသမီးဆုံးမတဲ့နီးကိုရှေ့ဆရာတော်ကြီးတွေကပေးခဲ့ပါတယ်။ ဘယ်လိုပေးခဲ့တယ်လဲဆိုရင် အများအရှိကိုရောက်တဲ့အခါမှာသားသမီးတွေရဲ့ကောင်းကွက်တွေကိုကြည့်ပြီးငါရဲ့သားသမီးတွေဟာဘလို့တော်ကြောင်ဘလို့ကောင်းကြောင်စသည်ဖြင့်ကောင်းကွက်တွေကိုပဲရွေးပြီးချီးမွမ်းခံဖွင့်ရပါမယ်။မကောင်းကွက်တွေကိုတော့ကိုယ်ရမှာနှစ်ကိုကြားစုံပြီးစိုးစိုးမရပါမယ်။အဲ့ဒါဆိုရင်အဲ့ဒီသားသမီးတွေဟာသားကောင်းသမီးကောင်းယရနာတွေဖြစ်ပါပြီ။မိဘတွေအနေဖြင့်ယခုဖော်ပြပါနည်းနဲ့မဆုံးမပဲ ခင်တို့ဆုံးမရိုက်နှက်ကြတဲ့အတွက်ကြောင့်သားသမီးတွေဟာအရှက်ရပြီးကိုကိုကိုအဆုံးစီရင်ကြတာတွေရှိပါတယ်။ဒါကြောင့်မိဘတွေအနေဖြင့်သားသမီးတွေကိုဆုံးမတတ်ကြပါစေ။အရှင်ဖေရသူတစ်ပါးအသက်ကိုတက်၍ရစ်ပူဇော်ခြင်းသည်အပေရောက်နိုင်ပါသလားဖေရဖြေးချပေးတော်မူပါတဲ့။သူအသက်တက်ခြင်းပါဏာတိပါဒကံမြောက်ဖို့အတွက်အင်္ဂါ၅ချက်ရှိပါတယ်။ အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ပါနောတရှိတတဝါဖြစ်ခြင်း၂ပါနပင်ညိတာတရှိတတဝါဟုအမှတ်ရှိခြင်း၃ဝတကစိတ်တံသိစေလိုသောစိတ်ရှိခြင်း၄ဝါယမောတက်ခြင်းငါလုံးလဆိုင်ခြင်း၅တေနမရဏံထိုလုံးလကြောင့်သိခြင်းတို့ဖြစ်ပါတယ်ဖော်ပြပါပါဏာတိပါဒကံအင်္ဂါ၅ချက်နဲ့ညီမယ်ဆိုရင် မိတိအကြောင်းကြောင်းနဲ့ပဲသူတပားအသက်ကိုတတ်တတ်ပါဏာတိပါဒကံမြောက်တဲ့အတွက်အပေကြရောက်နိုင်ပါတယ်ဒီဖုန်းကြီးမရှက်ဘူးလားတဲ့ရှက်တယ်ကြောက်တယ်ဆိုတာကမကောင်းမှုလုံးမှရှက်ရကြောက်ရတာပါဦးစင်းကတက်တော့အပေါ်မှာတကာတကာမတွေကဲ့ရဲ့လောက်အောင်ဘာမှကောင်းမှုမှလုံးမထားတဲ့အတွက်ဘာကူမှလည်းမရှက်ပါဘူး ဘာကိုမှလည်းမကြောက်ပါဘူး။ဥစဉ်လိပ်ပြာကိုဥစဉ်လုံပါတယ်။တကတော့လည်းပဲကိုဤချမ်းမာခြင်းစိတ်ဤချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံပါစေ။သာသနာမှာဒါကိုဟာတလို့မြင်လို့ရလားမြင်သင့်လားဖေ။ဒီလိုဆရာတော်ကြီးတွေက မိမကိစ္စကိုပွင့်ပွင့်လင်းလင်းပြောဆိုနေတာတဲ့။မိမကိစ္စကိုပြောဆိုတယ်ဆိုပေမဲ့သင်္ကန်းဝတ်နဲ့မိမရှုပ်ဖို့ပြောတာမဟုတ်ပါဘူးနော်။ လူဘဝတုန်းကရှုပ်ခဲ့တဲ့အကြောင်းတွေကိုဟာသအနေနဲ့ပြောတာပါတခါတုန်းကတခါတယောက်ဆရာတော်ကြီးတစ်ပါးထံရောက်လာပြီးတော့အပြည့်ကင်းပြီးအဘတ်လွတ်တဲ့ကိုတော်တစ်ပါးလောက်စွန်းစားလာပင့်တာပါဆိုပြီးရှောက်ထားပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးကတို့ဖရာသာသနာတော်မှာအပြည့်ကင်းပြီးအဘတ်လွတ်တာဆိုလို့မြတ်စွာဘုရားပဲရှိတယ်အဲ့ဒီတော့မင်းပင့်ကျင်တယ်ဆိုရင်ဖရာကြောက်စင်းသူကိုသာပင့်သွားပါဆိုပြီးမိန်ကြားပါတယ်မှန်ပါတယ်နော် ဦးဇင်းတို့မြတ်စွာဘုရားသာသနာတော်မှာအပြည့်ကင်းပြီးအဘတ်လွတ်တာဆိုလို့မြတ်စွာဘုရားပဲရှိပါတယ်။ယဟန္တာတွေတောင်မှအစိတ်တကအဘတ်တင်ပါသေးတယ်။ယဟန္တာတွေတောင်မှအစိတ်တကအဘတ်တင်သေးတယ်ဆိုရင်ပုထုဇဉ်ယဟန်တွေဆိုရင်တော့အပြည့်လည်းရှိပါတယ်။အဘတ်လည်းတင်ပါသေးတယ်။အဲ့ဒီလိုပုထုဇဉ်ယဟန်တွေဖြစ်နေတဲ့အတွက်ရည်စရာတွေ့ရင်လည်းရည်မိပါတယ်။ပျော်ရွှင်စရာတွေ့ရင်လည်းပျော်ရွှင်မိပါတယ်။ ဲ့ဒါတွေကိုဦးစင်းတို့ဒကာဒကာမအချို့ကနားလေပေးတင်ပါတယ်နားလေမပေးနိုင်ဘူးဆိုရင်တော့ကြောက်စင်းတို့သာကိုကိုွယ်ပါနော်အဲ့ဒါကပူပြီးအဆင်ပြေပါလိမ့်မယ်အရှင်ဖေရတပည့်တော်မကတာဦးလေးမွေးထားပါတယ်ဖေရဘယ်အရွယ်လောက်မှရှင်ပြုတ်ပေးတင်ပါတယ်လေဖေရတဲ့ရှင်ပြုတ်တဲ့အခါမှာအသက်59နှစ်ပြည့်သူကိုသာ ရှင်ပြုတ်ပေးရမယ်ဟုဝိနည်းမဟာဝါပါဠိတော်မှာပါရှိပါတယ်သို့တော်လည်း မိဘနှစ်ပါးကွဲလွန်သွားသဖြင့်ခုကိုရမဲ့နေတဲ့ကလေးငယ်နှစ်ယောက်ကိုသာသနာဘောင်ထဲသွသွင်းခြင်းတဲ့အတွက်အရှင်အာနန္ဒာကလျှောက်ထားတာကြောင့်ချထားသောစွမ်းခွက်ကိုကြည်မနာအောင်မောင်းနိုင်တဲ့အရွယ်ဆိုရင် ရှင်ပြုပေးခွင့်ရှိတယ်ဟုမြတ်စွာဘုရားကထပ်ဆင်း၍သတ်မှတ်တော်မူခဲ့ပါတယ်။ဒါကြောင့်အသက်15နှစ်အရွယ်နဲ့ကြီးငှတ်တို့ကိုမောင်းနိုင်တဲ့အရွယ်သည်ရှင်ပြုလို့ရတဲ့အရွယ်ဟုမှတ်သားထားရပါမယ်။အရှင်ဖေယတပည့်တော်စကားနည်းနည်းထစ်လို့ပါဖေယ အဲ့ဒါဘယ်လိုအကုသို့မျိုးလဲဖြည့်ဖြောက်ရပါတလဲဖေယမိန့်တော်မူပါအရှင်ဖေယတဲ့သူမေးလိုတာကတပည့်တော်စကားနည်းနည်းဖြစ်ပါတယ်ဘယ်လိုအကုသို့ကံကြောင့်ထစ်တာပါလဲဤစကားထစ်တာကိုဘယ်လိုကုသို့လုပ်ရင် ပြည့်ဖြောက်ပါတလဲလို့မေးလိုတာပါမူသားစကားပြောဆိုညားမူစကားမပီသွားမှန်ညီသည့်ပုတ်ညီပါဇက်၆ကပ်ကိုကြီးအိန္ဒြေနောက်ပုံရင်းဖောက်၏ မရောက်ဩဇာနှုတ်ရှာကြံတော်လျက်ပေါ်လော်လီ စိတ်မညီသည့်ရှောင်းကအပြန်အကျိုးတည်ဆိုတဲ့အတိုင်းမူသားစကားပြောတဲ့သူတွေဟာဖြစ်လျာဘဝမှာစကားထိတ်ခြင်းစကားမပီးခြင်းစွန့်အခြင်းတွေဖြစ်တတ်ပါတယ်ယခုဘဝမှာစကားထိတ်ရခြင်းဟာဘဝတစ်ခုခုမှာမူသားအကုသိုလ်ကံကို ကျူးလွန်ခဲ့မိလို့ဖြစ်ပါလိမ့်မယ်ဘယ်လိုကုသိုလ်မျိုးလုပ်ရမလဲဆိုရင်ကျေးစီတို့ခေါင်းလောင်းတို့ကိုလှူပါ ပြီးတဲ့အခါမှာမှန်သောတစ္ဆာစကားကိုပြောဆိုပါအဲ့ဒါဆိုရင်ဖြစ်လျာဘဝမှာစကားမထစ်ပဲအတန်ဤကောင်းခြင်းနဲ့ပြည့်စုံပါလိမ့်မယ်အရှင်ဖရာလူစဉ်မှမီရခြင်းမှာဘာအပြစ်လုပ်လို့ဖြစ်ရတာပါလဲအရှင်ဖရာလူစဉ်မှမီရခြင်းရဲ့အဓိပ္ပာယ်ကိုတိလိုတော်မူပါれအရှင်ဖရာတဲ့လူစဉ်မှမီဘူးဆိုတာကကံကောင်းလို့လူဖြစ်တော်လဲပဲပရိတန်တွေစိတ်ညံ့သွားတဲ့အတွက် ဘဝမပြည့်စုံတာကိုပြောတာပါဖះဟောမှာလူစင်မမီတဲ့ပုဂ္ဂိုလ်10ဦးရှိပါတယ်အဲ့ဒီ10ဦးကဘသူတွေလဲဆိုရင်1ဇစ္ဆန္ဒပဋိတန်တွေအားဖြင့်ကမ်းသူ2ဇစ္ဆပတိရပဋိတန်တွေအားဖြင့်နားထိုင်သူ3ဇစ္ဆယာနပဋိတန်တွေအားဖြင့်အနံမသိသူ4ဇစ္ဆမူကပဋိတန်တွေအားဖြင့်စကားမပီထင်ငော့သူ5ဇစ္ဆအေထ ပဋိတန်တွေအားဖြင့်ထိုင်မှိုင်းဖြင့်အသူ6သစ္ဆုံမတ္တကပဋိတန်တွေအားဖြင့်ယူနှမ်းသူခနဲ့ပန္ထကယုံညံသောအမှုကိုပြုမှကာမဂုဏ်မှီဝဲသူ7ဥပဒောပြင်ဇဏကမိမတလက်ယောက်ျားတလက်ဖြစ်သူ9ငပုံတကမိမအင်္ဂါလဲမထင်ရှားယောက်ျားအင်္ဂါလဲမထင်ရှားသူ10မှန်မှစကားပြောတဲ့အခါမှာတရွတ်ဆွဲပြောဆိုရသူ11 အဆိုပါ၁၀ဦးတို့သည်ယူစင်မှမီသော၁၀ဦးဖြစ်ပါれဘယ်လိုလူမျိုးတွေယူစင်မှမီဖြစ်နိုင်သလဲဆိုရင်ဖရာတရားတန်ကမိဘဆရာသမားတို့ကိုစော်ကားသူတီလာရှိတဲ့ပုဂ္ဂိုလ်တွေကိုစော်ကားသူအယက်သေးသာတောက်စားသူ ထိုသူတို့သည် ဖြစ်လျာဘဝတိုင်းမှာယူစင်မှမီတဲ့သူများဖြစ်တတ်ပါれအရှင်ဖရာဝီနီးမငြိတဲ့ဖရာသားတော်တွေဘယ်လိုအပြစ်တွေဘယ်လိုငရေကြီးတဲ့လဲပြတဲ့ ဝီနီးမညီဘူးဆိုရင်တော့အာဘတ်တင်တာပေါ့နော်အာဘတ်တန်လန်းနဲ့သေးမယ်ဆိုရင်ငရဲနဲ့တရိတ်ဆန်တစ်ခုခုပဲလို့ဖះဟောရှိပါတယ်ဒါကြောင့်အာဘတ်မှစင်ကြယ်ရလေအောင်ပရိဝတ်စောက်တည်ခြင်းနေ့စဉ်ဒေသနာကြားခြင်းစတဲ့အလုပ်တွေကိုတန်ကာတော်တွေကလုပ်ရပါတယ်ဒါကြောင့်ဖုန်ကြီးဘဝဆိုတာဟာလည်းပဲလွယ်တယ်တော့မထင်ပါနဲ့နော်အရှင်ဖေယပညာဆိုတာဘာပြောတာလဲဖေယရှင်းပြပေးပါဖေယအမှန်အသားလို့ပြောလို့နားမလည်လို့ပါဖေယတဲ့ အမှန်အသားဆိုတာကပညာမဟုတ်ဘူးတင်ညာနော်ပညာလို့ပြောလိုက်ရင်လူတချို့ကเจ้าတွေကတင်ပေးတဲ့အရာတွေကိုပဲပညာလို့မြင်တတ်ကြပါတယ်เจ้าတွေကတင်ပေးတဲ့အရာတွေဟာကြက်မှတ်ရတဲ့အရာတွေဖြစ်တဲ့အတွက်အဲ့ဓာတွေကမှတင်ညာဖြစ်ပါတယ်ပညာဆိုတာကအကောင်းနဲ့အဆိုးအမှားနဲ့အမှန်လုံတဲ့တာနဲ့မလုံတဲ့တာကိုဝေဖန်ပိုင်းခြားတတ်တာကိုပဲပညာလို့ခေါ်ပါတယ်သို့တော်လည်းပဲ ပညာဖြစ်ဖို့အတွက်ကိုတင်ညာအခြေခံရှိဖို့တော့လိုပါတယ်။ဘယ်သူမှမွေးတဲ့ကပညာဖြစ်မလာပါဘူးเนาะ။